ဝင်းကြီးချုပ်ဟောင်းဦးရဲမြင့်ဦးဆောင်တဲ့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကမင်းကတာဝန်လွှဲပြောင်းပေးဖို့ရှိရမှာဝင်းကြီးချုပ်အစ်စ်ဒေါက်တာဇော်မြင့်မောင်ကိုတာဝန်လွှဲပြောင်းပေးတာမဟုတ်ခဲ့ဘူးလို့ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။30ရက်နေကိုကျွန်တော်ဟိုမသွားပါဘူး။မနေ့ပိုင်းကိုမတက်ဘူး။နော်။ဒါပေမဲ့ညနေပိုင်းကျတော့ဗာပြောစလဲဆိုလို့ရှိရင်တမနာယုံကဗာညွန်ကြားချက်မှမရှိတဲ့အတွက်အလွှဲပြောင်းမရှိပါဘူးလို့ပြောတာ။အဲ့ဒီအစိုးရအဖွဲ့ယုံကပဲ။ဟုတ်ပြီနော်။အဲ့ဒါဆိုတော့လည်းကျွန်တော်ဟုတ်ပြီ။မရှိတော့ဘူးဆိုလည်းမတတ်နိုင်တော့ဘူး။ဒါပေမဲ့ကျွန်တော်ဟိုမသွားနိုင်တော့ဘူး။ 30ရင်းနေမတက်နိုင်ဘူးမနေ့ဒီမှာကျွန်တော်9နာရီလာထိုင်တယ်လှုပ်ရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်ညှို့မှုရမေးတယ်ဘယ်လိုလဲလွှဲပြောင်းရှိသေးဆိုတော့ဝင်းကြီးရုပ်မရှိဘူးတဲ့လာမှမဟုတ်ဘူးတဲ့လွှဲပြောင်းမရှိဘူးလို့ပြောတာတိုင်းဒေသကြီးအဖွဲ့ဝင်တွင်းရင်မှုအဲ့ဒါနဲ့ကျွန်တော်တို့ငြိမ်းနေတယ်ပြီးတော့ကျတော့တည်င်းပါထွက်လာလဲဆိုတော့ကျွန်တော်တို့မလာဘူးဆိုတာကိုပြောတယ်အဲ့ဒါမှားတယ်ကျွန်တော်ထိုင်ဆောင်နေတယ်လွှဲပြောင်းရှိတယ်ဆိုရင်တရင်ဝင်ကျွန်တော်စီကိုစာပို့ရင်ပို့မပို့ရင်ကျွန်တော်ကိုဖုန်းဆက်ပြီးပြောလို့ရရတယ် ော်ဒီမှာရှိနေတာเนาะအဲ့တော့ဒါမဲ့အဲ့ဒါလေးမပြောဘူးအဲ့ဒါကြောင့်အလွဲပြောင်းပြီးတဲ့အခါမနေ့ကမနေ့ပိုင်းကိုလာတယ်ကျွန်တော်တို့အစည်းအဝေးပြီးတဲ့ချိန်အိုင်းဒေတာကြီးဆိုရဖွဲ့တွင်းရင်မှုဦးဝင်းရှိတ်လွဲပြောင်းမယ်ဆိုတာပြီးသွားပါပြီတဲ့လာပြီးပြောတယ်အဲ့တော့လွဲပြောင်းဒီနေ့မရှိဘူးเนาะကျွန်တော်သွားပြီးလေရုံထိုင်မှာဒေါက်တာဇော်မြင့်မောင်ကဒီကနေ့ဂတိသစ္စာပြုရမှာသူ့အစိုးရအဖွဲ့ကိုလွှတ်တော်ကလည်းထိန်းចောင်းပေးဖို့ပြောခဲ့ပါတယ် ဒီကနေ့ကျင်းပတဲ့ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာဝန်ကြီးချုပ်ဒေါက်တာခန့်အောင်ကကတိသစ္စာပြုလိုက်ပါတယ်ကျွန်တော်ပါတဲ့ကိုသွားညာသွားဖြစ်ကြရကျိုးသာတော့ရတော့ဒါပြင်ကချင်ပြည်နယ်လုံခြုံရေးနယ်နယ်စပ်ရေးရာဝင်ကြီးဘုံမှုကြီးသူရမျိုးတင်ဗမာ ရှမ်းလီစုရဝံစတဲ့တိုင်းရင်းသားရေးရာဝင်ကြီးလေးဦးတို့ကလည်းကတိသစာပြုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဝင်ပြည်နယ်လွှတ်တော်မှာပြည်နယ်ဝင်ကြီးချုပ်ဦးမင်းမင်းဦးကကတိသစာပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ကောင်းခြင်းဆိုခြင်းကတော့နှမျိုးစလုံးရှိနိုင်တယ်ပေါ့နော်အရင်ကောင်းခြင်းကိုကျွန်တော်နည်းနည်းပြောရရင်တော့ဥပမေလိုကြတော့သူလုပ်ငန်းပိုင်းအတွေ့အကြုံရတတ်သူသွင်းဝင်ကြီးမှာ14နှစ်လောက်သူလုပ်ခဲ့တယ်ဒါသူရဲ့အတွေ့အကြုံဒါမဲ့အဲ့ဒီစစ်ဆိုးရတဖြစ်လဲပြည်ခံပြိုးဆိုးရလူလူကတော်တော်လေးဟိုယုံကြည်မှုအားနည်းခဲ့တယ်ဒါကတော့သူတို့ရဲ့အားနည်းချက်ပေါ့လုပ်ငန်းအတွေ့အကြုံတော့ကောင်းတယ်သို့တော့လူလူရဲ့ယုံကြည်ကိုးစားမှုအားနည်းတယ်ဒီဘက်မှာကြတော့အရသာစစ်တယ် ဒါကယုံကြည်မှုလူလူရဲ့ယုံကြည်မှုအကောင်းတယ်သို့တော်လုပ်ငန်းသွေးကြုံပိုင်းကြတော့သူကအားနည်းခြင်းအားနည်းလိမ့်မယ်ဒါပေမဲ့ဒီအားနည်းမှုကိုကျွန်တော်တို့ကဥပပေါင်းဆောင်ရွက်ခြင်းစေတနာစိတ်ဓာတ်အမှန်နဲ့လိလစီဘူးတင်ယူမယ်ဆိုရင်ဒါကတော့လွယ်လွယ်ကူကူနဲ့အောင်မြင်ဖြတ်သားနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် မွန်ပြည်နယ်လွှတ်တော်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတိုင်းရင်းသားရေးရာဝန်ကြီးအပါဝင်19ဦးမွန်မျိုးသားပါတီက2ဦးမွန်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီက2ဦးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက2ဦးနဲ့ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်ခန့်အပ်ထားတဲ့တပ်မတော်သားကိုယ်စားလှယ်8ဦးစုစုပေါင်း32ဦးတက်ရောက်ခဲ့ပါတယ်ရှင်